ချစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်။ဆနီဂျူပါမင်းယာဒီမှာရှိနေတယ်။ Yahoo ကတော့မင်းယာဒီမှာရှိနေပြီးတော့ဂျာသပတိဂျူပေါ့နော်။ဂျာသပတိဂျူကဂျူလ9ရက်နေ့ကနေပြီးတော့နော်အမ်ဇူလိုင်လ9ရက်နေ့အတွင်းမှာ ကောစာဂျာသပတိဂျူဟာနော်သူကအမြန်နှုံးနဲ့သွားမယ်ပေါ့နော်အမြန်နှုံးနဲ့သွားတဲ့အတွက်ပြောမယ်ဆိုလို့ရှင်တော့ဒါ တိတ်မကောင်းတဲ့အခြေအနေမှာရှိပါတယ်เนาะအဲ့တော့ဟိုဘေးရင်အရာဘေးရင်လို့ပြောနေတယ်ဆိုရင်ဒါနားလေဘူးခက်လိမ့်မယ်ပေါ့เนาะအဲ့တော့ကျွန်မပြောချင်တာကဒီကာလတွေမှာလေတဘာဝဘေးကိုဂယူဆိုင်ဖို့เนาะမိုးသေးတာတွေเนาะမိုးတွေပုံများလာတာတွေရေကြီးတာတွေရေရှမ်းတာတွေဒါမျိုးတွေကြုံရနိုင်ပါတယ်ပြီးတော့ကျွန်မတို့ဒီ အစာတောက်ကုန်ဈေးတက်တာတို့စီဈေးတက်တာတို့ဈေးဝါဈေးတက်တာတို့เนาะ73စီတွေဈေးတက်တာနောက်စီထွက်တိနှံနေဈေးတက်တာပေါ့เนาะဒါမျိုးတွေလေကြုံရနိုင်ပါလေเนาะအဲဒါတွေကမပြောလို့မဖြစ်လို့ဒါကျမပြောရတာပါဘာကြောင့်လဲဆိုတော့ကျမလည်းဟိုရာသီဥတုတွေเนาะဖောက်ပြန်တာတွေเนาะရာသီဥတုကြောင့်လူတွေထိခိုက်ပျက်စီးတာတွေ เนาะနောက်ပြီးတော့ဟိုပြောမယ်ဆိုရင်သဘာဝဘေးပေါ့เนาะမိုးတွေပြင်းထန်တာတွေအဲ့လိုပဲစစ်ဘေးရလဲဒါဟိုကြုံရမဲ့ကာလဖြစ်နေတယ်ပေါ့နော်အဲ့လိုတွေဖြစ်နေတဲ့အတွက်လူတွေလူအများစုမှာနော်နှလုံးစိတ်ဝမ်းမအေးချမ်းနိုင်တဲ့ကာလဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီလိုကာလတွေမှာကျမတို့ကဘလိုမျိုးကိုကိုကိုစင်ချင်းနှလုံးသွင်းပြီးတော့နေသင့်တာလဲဆိုတာကိုလည်းကျမပြောပါမယ် အဲဂျုံလာရှိရနေရကျမတို့တနင်္ဂနွေနေ့ဖြစ်ပါတယ်တနင်္ဂနွေနေ့ဖြစ်ပြီးတော့เนาะပျက်စီးဥစ္စာတွေကိုကုံဆုံးစေတတ်တဲ့လုံမကရုပ်နဲ့เนาะနေ့လေ2နာရီနဲ့90အလုံးမှာတော့နေချမ်းပါတယ်เนาะလူတွေကိုထိခိုက်ပေဆုံးစေတဲ့ဥပကရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ရှိရနေ့တနင်္ဂနွေနေ့ဟာ နေချမ်းပါတယ်เนาะအဲ့လိုနေချမ်းတဲ့အတွက်ကျမတို့ဂယူးဆိုင်ပြီးတော့နေထိုင်ရမယ်နေဖြစ်ပါတယ်ရှောင်းရံအမောင်ကာလာကတော့เนาะနေ2နာရီ90ရနေပြီးတော့ည12နာရီအတွင်းထိအချိန်ကာလာအမောင်ကာလာဖြစ်ပါတယ်เนาะအဲ့လိုနေ့ဒီမှာတနင်္ဂနွေလိုနေ့ဒီမှာတော့ เนาะဂီယူဒီဇိုင်းနဲ့သွာလာနေထိုင်ကြပါလို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်เนาะကံပွင့်စီတဲ့အရောင်ကတော့အဖြူရောင်သို့မဟုတ်အပြာရောင်ပဲဖြစ်ပါတယ်เนาะလက်ပွင့်ကံကောင်းစီတဲ့အရက်ကတော့တောင်ရက်ဖြစ်ပါတယ်အဲ့ဒီမှာပူဇော်ရမယ်ဂါရာကတော့ဂုံတော်ကွန်ချာကိုးကောင်းနဲ့တန်ပုတ်တွေကိုပတိတပတ်ပူဇော်ပါဆုံးအနေနဲ့ကတ်မယ်ဆိုလို့ရှိရင်တော့နဝင်းဆုံး တတ်ပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါစီဂျူလ9ရက်နေ့ဂျူလ9ရက်နေ့ကကြတော့တနင်္လာနေ့ကြပါလေကြီးပွားတိုးတက်စေတဲ့မိတာယုံနဲ့နော်ညနေ9နာရီမိနစ်20အလွန်မှာတော့ဖုံးကန်ကြီးစေတဲ့မာနတာယုံရထားတဲ့နေ့ဖြစ်ပါလေဂျူလ9ရက်နေ့တနင်္လာနေ့ဟာမိကောင်းပါတယ်နော်နေ့ကောင်းတဲ့အတွက်ကိုယ်မင်္ဂလာ ယူပြီးတော့လှုပ်ဆောင်ရမယ့်ကိစ္စမျိုးတွေကိုလှုပ်ဆောင်ဖို့အတွက်သင်လျော်တွေကြီးဖြစ်ပါတယ်เนาะအဲ့လိုနေမှာဆိုလို့ရှိရင်တော့ငွေကြေးဆိုင်ရာကိစ္စတွေကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလုပ်ပါလို့ကျွန်မမိတာနဲ့တိုက်တွန်းပါတယ်အမောင်ကာလကတော့မနက်9:00နာရီ30ကနေပြီးတော့မနက်9:00နာရီအတွင်းမှာတော့အချိန်ခါမကောင်းပါဘူးအဲ့ဒီကာလကိုရှောင်ပြီးတော့လှုပ်ဆောင်နိုင်ပါတယ်เนาะကံပွင့်လက်ပွင့်စီရဲ့အရာကတော့ ခိုးပြာရောင်ဖြစ်ပါတယ်เนาะခိုးပြာရောင်မိုးပြာရောင်အပြာရောင်မိခိုးရောင်ကံပွင့်လက်ပွင့်စီတဲ့အရာမှာအရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်เนาะအရှိအရက်ဖြစ်ပါတယ်အနောက်အရှိအရက်เนาะကျမတို့အဲအရက်မျက်နှာအနေနဲ့ဆိုရင်အရှိအရက်ပေါ့เนาะအာတခုခုစုတောင်းခြင်းနဲ့ဆိုရင်တော့အနောက်ဘက်မှာရက်ပြီးတော့အရှိဘက်ကိုမျက်နှာမူပြီးတော့စုတောင်းတာမျိုးကိုလုပ်နိုင်ပါတယ်ပေါ့เนาะလှူဒန်းရမယ့် နော်အခါရလှူဒန်းမယ်ဆိုလို့ရှိရင်တော့ဩစာညွန့်ကိုလှူဒန်းလို့ရပါတယ်ဩစာညွန့်လှူဒန်းမှုခက်ခဲတယ်ဆိုလို့ရှိရင်တော့အုံးစီကိုလှူဒန်းမှာနော်ဖေယားမှာအုံးစီလှူဒန်းမှာပြီးတော့ကျမတို့ရွတ်ပွားပူဇော်ရမယ့်ခါတာကတော့ဂုံတော်၉ပါးနဲ့မြတ်တာသုံး၉ကောက်ဖြစ်ပါတယ်ဂုံတော်၉ပါးကိုပတိတပတ်ပူဇော်ပါမယ်မြတ်တာသုံးကိုတော့၉ကောက်ပူဇော်ပါမယ် ဇူလ10ရက်နေ့ပေါ့နော်ဇူလ10ရက်နေ့ကတော့အဲပြောမယ်ဆိုလို့ရှင်တော့အခါနည်းနည်းကျမ်းပါလေနော်အခါမကောင်းဘူးပေါ့နော်အဲ့လိုပြောရမှာပေါ့နော်အဲဝစီယယုတ်နဲ့ည9:38မိနစ်အလွန်မှာတော့ဟူကာယယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်ဝစီယယုတ်ကကြတော့ဆုံရှုံစီတဲ့ယုတ်ဖြစ်ပါတယ်နော်မူကာယယုတ်ကတော့ လောကဒဏ်ကိုခံလောကဒဏ်ကိုရင်ဆိုင်ရတဲ့ရုပ်မျိုးဖြစ်ပါတယ်เนาะအဲ့လိုရုပ်မျိုးဖြစ်တဲ့အတွက်ကျမတို့လှုပ်ဆောင်ရမယ့်ကိစ္စတွေအောင်မြင်စေလိုတဲ့ကိစ္စတွေလှုပ်ဆောင်မယ်ဆိုရင်တော့เนาะဂယုဒီဇိုင်းနဲ့လှုပ်ဆောင်ရမယ့်နေ့ဖြစ်ပါတယ်အမောင်ကာလကတော့မနက်2နာရီမနက်3ည3ည9နာရီကနေမနက်2နာရီအတွင်းနဲ့ညနေ3နာရီကနေညနေ4နာရီ30အတွင်း ည9နာရီ38မိနစ်ကနေည6နာရီ38မိနစ်အတွင်းကတော့အချိန်ခါမကောင်းပါဘူးเนาะအဲ့ဒီကာလကိုတော့ရှောင်ပြီးတော့ view site တင်ပါလေ။ကံပွင့်လက်ပွင့်စီတဲ့အရာကတော့ပန်းရောင်ဖြစ်ပါတယ်။နောက်ပန်းဖြော့ရောင်ပေါ့เนาะအဖြူရောင်ပါတော့ပန်းရောင်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်။အရက်နနာအနေနဲ့ဆိုလို့ရှိရင်တော့တောင်ရက်ဖြစ်ပါတယ်။ ရွပွားပူဇော်ရမယ့်ခါတာကတော့မေတ္တာသုံးခန္ဓာသုံးပုပ္ပနာသုံးတို့ကိုရွပွားပူဇော်ပေးပါလူတန်းမဲ့เนาะအခါရဆုံးကတ်မယ်ဆိုလို့ရှိရင်เนาะနဝင်းဆုံးကတ်လှနိုင်ပါတယ်ဂျုံလ17ရက်နေ့ဂျုံလ17ရက်နေ့ကတော့ပစ္စည်းဥစ္စာတွေထိခိုက်ဆုံးရှုံးစေတဲ့တဲ့လွာချရုပ်နဲ့ဖုံးကန်ကြီးမားစေတဲ့တဲ့ကေတုရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်အကောင်းအဆို ရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့တုံညတုံညနာရီရနေမနက်နှစ်နာရီအတွင်းအမောင်ကာလာဖြစ်နေပြီးတော့နေ့7နှစ်နာရီနေ့နေ့တနာရီ30မိနစ်အတွင်းကလည်းအမောင်ကာလာဖြစ်ပါလေအဲ့ဒီကာလာတွေကိုတော့ရှောင်းမကံပွင့်လက်ပွင့်စီအယောင်ကတော့အပြာယောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်တောင်ရက်ဖြစ်ပါတယ် ရွပွားပူဇော်ရမယ်ဂါထာကတော့ဂုံတော်ကွန်ချာနဲ့ဒါဒနာပရိတ်ကိုပူဇော်ပေးပါလှူဒန်းရမယ်အခါရဆုံးကတ်လူမယ်ဆိုလို့ရှိရင်တော့အခါရဆုံးကတ်မယ်ဆိုလို့ရှိရင်တော့ကျမတို့လာမုံကိုလူတန်းလို့ရပါတယ်เนาะဟာလာမုံမရှိဘူးဆိုလို့ရှိရင်เนาะကျမကတော့စံပြုတ်เนาะစံပြုတ်စွန်း လူတန်းမှာလို့ကျမကတိုက်တွန်းပါတယ်เนาะလာမုံရှိရင်เนาะလာမုံလူတန်းလို့ရပါတယ်လာမုံမရှိဘူးအစင်မပြေဘူးဆိုရင်စံပြုတ်ကိုတကြားဖြူပြီးတော့လူတန်းမှာပေါ့เนาะဂျူလာ12ရက်နေ့ဂျူလာ12ရက်နေ့ရတော့စင်းရဲဒုက္ခတွေကိုဖြစ်စေတဲ့ဒူမယုံနဲ့ဖုံးကန်ကြီးမားစေတဲ့ data ရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်အကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ် ရှောင်းရင်အမောင်ကာလာကတော့မနက်အဲ၃ည၃ညနာရီရနေပြီးတော့မနက်တနာရီနဲ့24မိနစ်အတွင်းဟာအမောင်ကာလဖြစ်ပါတယ်ဒါအပြင်နေ့တနာရီ30ကနေပြီးတော့ညနေ3နာရီအတွင်းကလည်းအမောင်ကာလဖြစ်ပါတယ်အဲ့ဒီအချိန်ကိုရှောင်းပြီးတော့ကိုအောင်မြင်စေလို့တဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့လုံဆောင်လို့တော့ရပါတယ်ဒါပေမဲ့အခက်အခဲတွေကတော့တွေ့ကြုံနိုင်ပါတယ်အဲ့တော့ တွေ့ကြုံရမယ့်အခက်အခဲတွေကိုကြော်လွားအောင်မြင်စေဖို့အတွက်ဆိုလို့ရှိရင်တော့ကျမကဂုံတော်ကွန်ချာကိုကိုကပူဇော်ဖို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်လက်ပွင့်ကံပွင့်စေတဲ့အရာကတော့အဝါရောင်နတ်သားရောင်ပဲဖြစ်ပါတယ်လက်ပွင့်ကံပွင့်စေတဲ့အရက်မျက်နာကတော့အရှိတောင်ရက်ဖြစ်ပါတယ်ဂုံတော်ကွန်ချာကိုတော့ကိုကပူဇော်ပြီးတော့နော် အဲဂုံတော်ကွန်ချာကိုကပူဇော်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့ဒါကိုကြုံရတဲ့ကြုံနိုင်တဲ့အခက်အခဲတွေကိုကျော်လွှားနိုင်လိမ့်မယ်လို့ယုံကြည်ပါနော်လှူဒန်းပူလှူဒန်းရမယ်အခါရလှူဒန်းရမယ်ဆုံးကတော့နဝင်းဆုံးကိုလှူဒန်းနိုင်ပါတယ်ဂျုံက73ရက်နေ့ရတော့ကြီးပွားတိုးတက်စေတတ်တဲ့ဝေပုမာနာရုပ်ရထားတယ်နေ့ဖြစ်ပါတယ်တောက်ကြနေပါနေ့အင်မတန်တောင်းပါတယ် အမောင်ကာလကတော့မနက်10:30နာရီကနေပြီးတော့ည12:00နာရီအတွင်းအချိန်ခါမကောင်းပါဘူးအဲ့ဒီကာလပဲအမောင်ကာလဖြစ်ပါတယ်တစ်နေ့လုံးအခါကောင်းပါတယ်เนาะအဲ့လိုအခါကောင်းတဲ့နေ့တွေမှာကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်လို့ရပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့အဝါရောင်ဖြစ်ပါတယ်အရက်မျက်နှာအရက်အနေနဲ့ဆိုလို့ရှိရင်တော့တောင်းရက်ပါ ပူဇော်ရမယ်ခါတာကတော့မေတ္တာသုံးခန္ဓာသုံးနဲ့เนาะမေတ္တာသုံးခန္ဓာသုံးကိုပူဇော်ပါဂုံတော်ကွန်ချာကိုလည်းပူဇော်မယ်ဆိုလို့ရှိရင်เนาะကိုလှုပ်ဆောင်မယ်ကိစ္စမှန်သမျှအောင်မြင်ပါလိမ့်မယ်အခါရဆုံးကတ်မယ်ဆိုလို့ရှိရင်เนาะ노트မင်းကတ်လို့ရပါတယ်เนาะ노산ပြုတ်ကတ်လို့ရပါတယ် ဂျူလ14ရက်နေ့ဂျူလ14ရက်နေ့ကတော့เนาะကျမတို့ဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကရုပ်နဲ့အလွန်ပင်ပန်းခက်ခဲဆင်းရဲစေတဲ့ရက်ခါတရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့အဲအကောင်အဆိုးရောနေတယ်ပေါ့เนาะဒါပေမဲ့လည်းအဲအမောင်ကာလကမနဲ့၃ည၃ည9ရနေပြီးတော့ည12နာရီအတွင်းတနေ့တာလုံး အမှောင်ကာလဖြစ်ပါတယ်အချိန်ခါမကောင်းဘူးလို့ပြောလို့ရပါတယ်စနေနေ့ဖြစ်တယ်အချိန်ခါမကောင်းဘူးနေကျန်းနေလို့ဆိုနိုင်ပါတယ်ကံပွင့်လက်ပွင့်စီတဲ့အရာကတော့အဖြူရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်ရက်ဖြစ်ပါတယ်ရွပွားပူဇော်ရမယ့်ခါတာကတော့တံပုတ်တွေနဲ့တံပုတ်တွေခါတာကိုရွပွားပူဇော်ရပါမယ့် ယတနာတုံနဲ့ပုပ္ပနာတုတ်ကိုရွတ်ပွားပူဇော်ပါလို့မြစ်တာနဲ့တိုက်တွန်းပါတယ်။လှူဒန်းရမယ်။အခါရလှူဒန်းမယ်ဆိုလို့ရှိရင်တော့အခါရကိုကလှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းစွန်လှူဒန်းနိုင်ပါတယ်။ဂျူလ15ရက်နေ့ဂျူလ15ရက်နေ့မှာတော့ချင်းမြောက်စားခြင်းခံရတတ်တဲ့အမတယုတ်နဲ့ အတတ်ပညာတွေကိုစုပ်ယုပ်စေတတ်တဲ့ကဒါရုပ်ရထားတဲ့ဤဖြစ်ပါတယ်။ရှောင်းရဲ့အမောင်ကာလကတော့မနက်3ည3ည9နာရီကနေမနက်3နာရီနဲ့36မိနစ်အတွင်းအချိန်ခါမကောင်းပါဘူးနေ့တနာရီကနေည7နာရီအတွင်းအချိန်ခါမကောင်းပါဘူးရှင်အဲ့တော့တနင်္ဂနွေနေ့ဟာလေလာမယ့်တနင်္ဂနွေနေ့ဟာလေခက်ခဲကြမ်းတမ်းတဲ့နေ့တွေမှာပါဝင်ပါတယ် ကံပွင့်လက်ပွင့်စေတဲ့အရာကံပွင့်လက်ပွင့်စေတဲ့အရာကတော့ယောဂီအောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုရင်တော့တောင်ရက်ဖြစ်ပါတယ်ရွတ်ပွားပူဇော်ဝမေဂါရာကတော့ဂုံတော်ကွန်ချာရဲ့ဘောစင်တုတ်ရဲ့ပုပ္ပနာတုတ်ရဲ့ကိုရွတ်ပွားပူဇော်ပါလှူဒန်းရမေအခါရဆွန်းလှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆွန်းနဲ့လက်ဖက်ကိုတွဲပြီးတော့လှူဒန်းမှာလို့ကျွန်မက မေတ္တာနဲ့တိုက်တွန်းပါတယ်အဲ့တော့ဒီကာလတွေမှာနေကောင်းနေကိုကျမတို့ရှိသလိုပဲเนาะဂယုဆိုင်ရမယ်နေ့တွေမှာလည်းဂယုဆိုင်ဆရာရှိတာတွေကိုတော့ဂယုဆိုင်ပါလို့ကျမမေတ္တာနဲ့တိုက်တွန်းပါစေအခုချိန်ကနေစပြီးတော့ကျမတို့လူတိုင်းအတွက်เนาะပြုနိုင်တဲ့ရည်ရည်အားတွေကိုကျမပြောပါမယ်เนาะတစ်နှစ်တစ်နှစ်လူတွေမှာကျမတို့เนาะလူတိုင်းလူတိုင်းမှာကိုယ့်ရဲ့ဖုံးကံကို ကံကိုတင်လို့ရတဲ့ယရိယာဆိုတာလူတိုင်းမှာရှိပါတယ်เนาะအဲ့တော့ကျမကအဲ့ဒါကိုနည်းနည်းလောက်ပြောပြစီเนาะအဲကျမကပြောချင်တာကတော့ဘလူကိစ္စမျိုးမဆိုပေါ့เนาะကိုကဘေးအန္တရာယ်ကင်းကင်းနဲ့အလုတ်လုတ်ကင်ခြင်းနဲ့เนาะဘေးအန္တရာယ်ကင်းကင်းနဲ့အလုတ်လုတ်ကင်ခြင်းနဲ့ဘေးအန္တရာယ်ကင်းကင်းနဲ့သွာလာလှုပ်ရှားခြင်းနဲ့ဘေးအန္တရာယ်ကင်းကင်းနဲ့အိမ်မှာနေထိုင်ခြင်းနဲ့ဆိုရင်เนาะ ီဟာဒီအခအရာပေါ့နော်ဒီဂျူလာနော်ဂျူလာ၈ရက်နေ့ရနေပြီးတော့နော်ကျမတို့ဒါဂျူလာတစ်လလုံးမှာလှုပ်တဲ့နဲ့ရတရားပေါ့နော်လှုပ်တဲ့နဲ့ရတရားဘေးအန္တရာယ်ကင်းဖို့ဒါကျမကတော့မြန်မာနိုင်ငံကိုအဓိကထားပြီးတော့ကျမပြောတာပေါ့ဒါပေမဲ့လည်းအခြားနိုင်ငံတွေမှာလည်းဘေးအန္တရာယ်ကင်းဖို့အတွက်နော်ပြုစစ်တဲ့ကာလဖြစ်ပါတယ်နော်အဲ့တော့ဘသူမဆိုးပြုလုပ်နိုင်တဲ့ ရရာကိုကျွန်မပြောပါမယ်။ဘေးအန္တရာယ်ကင်းကျင်တယ်ဆိုရင်မနှက်စောစောနော်မနှက်အိယာကထတာနဲ့နော်ဗုဒ္ဓဘာသာတွေကတော့တတနဂုံကိုပတိတပတ်စိတ်ပါမနှက်မိုးလင်းတာနဲ့အဟုတ်ပြီအဲ့လိုဆိုမိုးလင်းတာနဲ့တော့တတနဂုံကိုကိုးကောက်အရင်ပူစောပါနော်ကိုကပူစောမယ်မိုးလင်းနာနဲ့ဗုဒ္ဓံသဏ္ဍာန်ကိစ္ဆာမိဓမ္မံသဏ္ဍာန်ကိစ္ဆာမိတန်ခံသဏ္ဍာန်ကိစ္ဆာမိကိုကပူစောပါပြီးရင်အဲ့ဒီနေ့အဖို့ ကိုလှုပ်เสียရှိတဲ့အလုပ်နော်ရှိတယ်သွားเสียရှိတယ်လာเสียရှိတယ်လှုပ်เสียရှိတယ်ဆိုရင်တဏ္ဍဂုံကိုပတိတပတ်နော်ဖះမှာတောက်တော်ကြီးလှူမယ်အလင်းနိုင်လေးပူဇော်မယ်ပြီးရင်ပတိတပတ်ဖြစ်အောင်စိတ်သွားပါဒါဗုဒ္ဓဘာသာတွေအတွက်ပါเนาะအခြားဘာသာတွေကမလုပ်ရမလဲဆိုရင်မိုးလင်းတာနဲ့เนาะဖះကိုယ့်နဲ့သက်ဆိုင်တဲ့ဖះနဲ့ ဖះထံမှာစုတောင်းမှာနော်ကိုနဲ့သက်ဆိုင်တဲ့ဖះထံမှာအင်းနေဖို့နော်ကိုလိုသမျှကိစ္စအတိုင်းမှာဘေကင်းဟဲ့အောင်မြင်ကြစေဆိုတဲ့ဟာမျိုးစုတောင်းမှာအဲ့တော့ချစ်တော်သူများအားလုံးပဲကျမ်းမာကြပါစေ